ဲကျွန်တော်တို့ဘာအကြောင်းပြောမှာလဲဆိုတော့ရိုက်ကြီးပေါ့နော်ဒီဒီကိစ္စပေါ့နော်တင်မောတိုင်းစိတ်ဝင်စားကိစ္စပေါ့နော်ဒီရိုက်ကြီးဆိုတဲ့ကိစ္စပေါ့ဘာလဲဆိုတော့ဗျာဒီရိုက်ကြီးကအခုနောက်ပိုင်းပေါ့နော်ကျွန်တော်တို့ကဆိုရင်ဗျာရိုက်ကြီးကဟိုပေါ့နော်ဟို contract ရဲ့ contract ဟိုမှာ10လဆိုရင်9လစာလောက်ပဲပေးရတာပေါ့နော်9လစာနောက်ပိုင်းအဲ9လစာပေါ့နော်9လစာအဲ့လောက်ပဲပေးရတယ်ပြရတော့ဒါဒါကျွန်တော်တို့တော့ပေါ့เนาะဒါပေမဲ့အခုနောက်ပိုင်းကျွန်တော်တို့ကျွန်တော်ဒီတစ်နှစ်လောက်ပြန် တနှစ်အတွင်းမှာဘာဖြစ်သွားလဲဘာဖြစ်လဲဆိုတော့ပေါ့နော်အခုဆိုရင်အာရိုက်ကြီးရပေါ့နော်အခုဆိုရင်အာဆယ်လားသာပေါ့နော်ဆယ်လားသာဥမာရိုက်လားသာ200 250ပြီးရိုက်ကြီးရိုက်ကြီးရွက်20အဲ့အဲ့လိုမျိုးတွေပေါ့နော်အဲအခုဆိုရင်ဗျာပိုဆိုးတာဘာလဲဆိုတော့ဒီကျွန်တော်ခုနှစ်ကကျွန်တော်ကျွန်တော်ကျွန်တော်ဟိုပေါ့နော်အခုမက်ဆန်ဂျာကနေအာဒီ sorry ဒီဟိုထပ်ပေါက်ကနေလာပြောတဲ့ညီလေးဆိုရင်ပေါ့နော်ဟိုလားသာ100ပေါ့နော်ရိုက်ကြီးရအရွယ်30တာပေါ့နော်အာတော်တော်များတယ်ဗျာမနိုင်ပြန်ပြီတလား ရိုက်ကြီးကမနိုင်ပြောင်းတော့မပေးရတော့မဟုတ်ပါဘူးကျွန်တော်တို့တင်မောသားနဲ့ရိုက်ကြီးဆိုတော့ဒါဘလို့မှလေဟိုခွဲခြားလို့မရဘူးဗျာဒါတင်မောသားနဲ့ရိုက်ကြီးကတော့ဟိုအခုခေအခြေအနေထားပိုဆိုးတယ်ဗျာဒါလားအဲ့လိုပေါ့နော်ဟိုတင်မောသားနဲ့ရိုက်ကြီးဆိုတော့ဒါအမြင်တင်မောသားဟိုဖြစ်တဲ့သူတိုင်းရိုက်ကြီးမပေးတဲ့သူကခက်ရှားရှားပေါ့နော်တရားမှာအဲတရားမှာတရားမှာအယောက်60လောက်ကတော့တရားမှာအယောက်60လောက်ရိုက်ကြီးပေးပြီးတက်ကြတဲ့သူတွေကြီးပဲပေါ့နော်ဒါလူသစ်ဆိုရင်ပေါ့လေနော်အဲအဲ့လိုဆိုတော့ ဟိုတော်တော်လေးကိုဗျာမနိုင်ဆိုရင်အရန်များတယ်ပေါ့နော်အရန်များပမာဏပေါ့နော်ဟိုဒါကျွန်တော်ဒီ line line ဒီမှာဆိုရင်ပေါ့အဲ့ဒါဦးနောက်ပိုင်းဒါရိုက်ကြီးရိုက်ကြီးပေးရတဲ့ပမာဏပေါ့နော်အရင်တော့ကျွန်တော်တို့ကဆိုရင်တော့လာစားအဲရိုက်ကြီးကတော့ဟိုတစ်ခေါက်နဲ့တော့ဗျာတစ်ခေါက်နဲ့တော့နည်းနည်းတစ်ခေါက်နဲ့တော့ဒါကြည်တယ်ပေါ့နော်ဒါကြည်ရလို့ပြောရမှာပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဗျာဟိုတစ်ခေါက်နဲ့တော့မှာအဲ့လိုပုံစံတောင်းတဲ့ပမာဏနဲ့အရန်များတာပေါ့နော်ပြီးတော့ရိုက်ကြီးဆိုတာလည်းဗျာတခါကြီးပြောလိုက်ပေါ့ရိုက်ကြီးဆိုတာလည်းဗါလဲဆိုတော့တင်မောတက်ခဏဒီမှာပေးရတာဗျာကြိုပေးရတာမရှိဘူး ဲ့အဲ့ဒါလေးသတိထားပါဘောနော်အဲအဲ့ဒါလေးကျွန်တော် change လုပ်ပြတာပါကျေးဇူးပါ